ဟေယောဂလုံးပဲမင်္ဂလာပါမတ်လာ9ရက်နေ့ရဲ့မနေ့ပိုင်းအထူးသတင်းများကိုပထမဆုံးလူချင်းတူချင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုခုချင်းထိအချင်းပေးပြီးကြည့်ရှုနေတဲ့တငွေချင်းတွေအားလုံးအားပေးနေတဲ့တငွေချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးတစ်ခါတစ်ခါပြောပြရစေပြီးလို့ဆိုရင်ကျွန်တော် channel ကို like subscribe လုပ်သေးရင်ကြိုပြုပြီးတော့လုပ်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့တင်လေးတွေစကြရအောင်ရခိုင်ပြည်နယ်ကြောက်ဖြုံမြုပ်နယ်တညဝတီရေတပ်ဌာနချက်ဝန်းကျင်က ကာကင်စခန်းလေးခုကိုအာခန်တက်တော်အေအေကမလာ၃ရက်ကတင်ပိုက်လိုက်တယ်လို့အေအေစီရေးတရင်ချင်းမိကပြောဆိုထားပါတယ်အဲ့ဒီထက်ကကာကင်စခန်း၃ခုဟာဒညဝတီရေတက်စခန်းနဲ့တမိုင်အကွာမှာရှိတဲ့စီမွန်ဆိုင်ချုံနဲ့တခြားကာကင်စခန်းတစ်ခုဖြစ်ပြီးစောက်ခွာတော့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒညဝတီရေတက်ဌာန၆ကိုပူးပေါင်းသွားတယ်လို့လည်းသိရှိရပါတယ်။အေအေကနောက်ထပ်တင်ပိတ်နိုင်တဲ့ကာကင်စခန်းကတော့ ကျောက်ဖြိုရန်ကုံလန်းပေါ်မှာရှိတဲ့အမှတ်32ရေးတက်ရင်ရဲ့ကာကင်စခန်းတွေလို့စီအေတရင်ယမီကပြောဆိုထားပါတယ်။အမှတ်32ရေးတက်ရင်ကိုစတင်ထူရှိစနေတယ်လို့လည်းသိစီရပါတယ်။ကျောက်ဖြိုမြောက်ကိုမကြောက်ခင်ဆော့လောက်သွားမယ်ဆိုတာကိုတေချာပြီပေါ့ကွာ။ကောင်းလိုက်တဲ့တတင်းတော့တတင်း။မလလေးရနေ့တွေပခုတိုင်းမိလှမြုံနေဥတုမြမဆုကျေးရွာတွေစစ်မှုထမ်းကျဲမပေးသည့်ပြည်သူများကိုစစ်တပ်ခေါ်ရွေးဖမ်းဆီးခိုင်းနေသည့် ပြောဆိုတိချင်မောင်ဝင်းကိုပိကတ်တိုက်ခရာတေဆုံခေကြောင်းတာယာဝတီခရိုင် PDF မှာတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။ရုံမချင်းကြောင်းကောင်းလိုက်တဲ့တင်းနောက်တဲ့မလာတုံးရနေတွေမလေးတိုင်းမင်းချမျိုးအမတ်တဆစီရက်ကွက်ရှိအချမ်ဖက်စစ်တပ်အထိုင်ကိတ်စခန်းကိုတုံလိုက်ရက်တဖွဲ့များကပျောက်ကျစနစ်ဖြစ်အနီးကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ခွေလေးကောင်တေဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းမင်းချမ်ဘလက်ထရိုက်ကတပ်ဖွဲ့ခေါဆောင်ဘူမိတ်ခေကပြောဆိုထားပါတယ် ကောင်းလိုက်တဲ့တတင်းနောက်တတင်း February လစကူရဲ့နေ့တွေစကိုင်းတိုင်းကံဘလူမြို့နေဇီကုံတချက်ဆက်စစ်တပ်အထိုင်စခန်းမှာအင်အားသုံးရာခန့်ဖြင့်ဇီကုံမလီလန်အတိုင်းထွက်လာသောအချမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာအချမ်းဖက်စစ်ကောင်စီစစ်ခွေးဖက်မှ50ကောင်ထပ်မင်းတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိကြောင်းရကျေပါခဖတာဝန်ခံကူမှုမျိုးကပြောဆိုထားပါတယ်50ကောင်ထပ်မင်းတေဆုံးလေဆိုတော့ကွာ ခွေးတွေဝတ်တည်ကြတာပေါ့ကွာတချို့တွေကတန်ရာတွေနဲ့ခွေးပြီးဝတ်ပြီးပြီးနေကြတာပေါ့ကွာကောင်းလိုက်တဲ့တတင်းတော့တတင်းဖေဝါရီလ29ရက်နေ့တွင်စကိုင်းတိုင်းရမပီမြို့နယ်တွင်စစ်ကောင်စီလက်အောက်ကပြည်သူစစ်လူငယ်3ဦးလက်နက်ခေရမြန်းနှင့်အတူအလင်းဝင်ရောက်ခဲ့သောကြောင့်ငွေချက်သိန်း30စီချီမင်လိုက်ကြောင်း UFLC ကြောင်းတာဝန်ရှိသူကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တဒင်းတော့တဒင်း အာကန်တက်ဒိုအေအေမာရခိုင်ပြည်အနောက်ဖက်နေဆက်မောင်တုံမြို့ပေါ်ရှိစစ်ကောင်စီနဲ့အတူစစ်ပွဲရဲလောက်ကင်ခဲ့သည့်စစ်ပွဲရဲလောက်ဝန်းစင်ကိုရိုနီများ၏နေအင်အချုနဲ့အစိုးရယုံများကိုချိတ်ပိတ်ခဲ့သည်ဟုတတင်းရရှိထားပါသည်။ထူတော့ချိတ်ပိတ်ရတွေမွတ်စလင်စစ်ပွဲရဲလောက်ဝန်းစင်များ၏နေအင်များတာမကရခိုင်စစ်ပွဲရဲလောက်ဝန်းစင်များ၏နေအင်နဲ့အရေးကြီးသည့်အစိုးရယုံများလည်းပါဝင်သည်ဟုမောင်တော်ဒေတာခန်တအူးကပြောဆိုထားပါသည်။ ကျွန်တော်တို့တင်ပိတ်ထားတဲ့မြို့တွေနေမီတွေမှာရှိတဲ့စစ်ခွေးထုတ်ခံတဲ့ရုံးတွေပဲဖြစ်ဖြစ်ခရိုနီစီပွားရေးတမားတွေပဲဖြစ်ဖြစ်အကုန်လုံးတင်ပိတ်ရမှာရခိုင်ပြည်ထဲမဟုတ်ဘူးတခြားကျွန်တော်တို့တင်ပိတ်ထားတဲ့နေရာတွေမှာလည်းအဲ့လိုမျိုးလုပ်ပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်သူတို့တွေကြောင့်ပြည်သူတွေလည်းအများကြီးတည်တယ် PDF တွေတိုင်းတားလက်နဲ့ကင်တွေလည်းအများကြီးတည်တယ်သူတို့တွေကစစ်ခွေးတွေကိုဖိတ်ဆံမြန်မြန်ပေးပြီးမှအလောက်လုံးနေကြတာအဲ့ဒီဖိတ်ဆံတွေကပြည်သူတွေကိုတွေးထွက်အောင်လုပ်တာကောင်းလိုက်တဲ့တည်နောက်တည် ရုရှားရဲ့ထုတ်ပြန်ကူညီမှုတွေအတွက်သမ္မတပူတင်ကိုကျေးဇူးတင်ကြောင်းနဲ့မြန်မာစစ်ကောင်စီအနေနဲ့ယူကရိန်းအပေါ်ရုရှားရဲ့စစ်ရေးဆောင်ရွက်မှုတွေကိုထုတ်ခံအပ်ပေးကြောင်းအကြံဖက်လူတသမဝရံပီခွေးခေါဆောင်ငဒူးလိုင်ကပြောလိုက်ပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ရုရှားနိုင်ငံကလေ့ကျင့်မြှောက်ရောက်ရှိနေတဲ့ခွေးခေါဆောင်နဲ့ရုရှားသမ္မတပူတင်တို့မလလေးရနေ့ကမော်စကိုမြို့မှာတွေ့ဆုံခဲ့တဲ့အချိန်ပြောဆိုခဲ့တယ်လို့သိရပါတယ် ထောက်ခံရမှာပေါ့လူသက်သမားချင်းချင်းသူတို့လောက်တာကိုမထောက်ခံဘဲသူကထောက်ခံပေးမှာလေမဟုတ်လားတငယ်ချင်းတော့ယူကရိန်းနိုင်ငံကိုဘာပြစ်မှတ်မရှိဘဲနဲ့တွားတိုက်တာပြည်သူတွေများကြည့်သေးတာပူတင်လောက်ရက်ကတကယ့်လူသက်သမားငါတို့လိုင်းကိုပြန်ချင်းပြည်သူနေအင်တွေကိုဘုံချဲပြည်သူတွေမြတ်မြတ်တဲ့တကယ့်လူသက်သမားနကောလူသက်သမားအချင်းချင်းထောက်ခံတာမဆန်းပါဘူးနောက်တရင်မကွေးဒေတာယေရှုမြုပ်နေနဲ့မြိုင်နေအစမှာစစ်ကြောင်းထူမိရှုနေတဲ့အကျံဖက်စစ်ကောင်စီစစ်ကြောင်းမှပြည်သူစစ်မှုတန်းတအူးကို မြို့နယ်ပါခပရေးပေါ်တွေက February 29ရက်မှာလက်နက်ခဲ့ရတွေနဲ့အတူအရှင်ပတ်မိခဲ့တယ်လို့သိရှိရပါတယ်ဒါပြင်ရေချုံမြုံနဲ့ခလာရ250ရှိမှစကားဆရဲ့ပြီးသူစစ်မှုထမ်းတွေဖြစ်တဲ့တတမင်းမင်းတတဆိုအိုင်ဇက်တတထကူနိုင်နဲ့တတစေစိုးတို့ကဖေဗူရီ26ရက်နေ့လေပိုင်းမှာဘုံတီတွေကြီးတွေနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ ထူအပင်ယေစုမြုံနေခလာယာ256မှစကားဆရဲ့ပီတုစမှုထန်တတာကျိုစရဝိနှံ့တတဖုကလာတော့နှူးဟာလဲမလတ်တရက်မှာဆက်သွဲအလင်းဝင်ရောက်ခဲ့ပြီးဘုံတီနဲ့ခေယန်တွေကကာကွယ်ရဲရဲဖို့တွေထံအနှံ့ကာကောင်းမွန်စွာနေထိုင်လျက်ရှိတယ်လို့ယေစုမြုံနေပကဖကတရင်ထုတ်ပြန်ထားပါတယ်တကောင်ကအစင်ဖန်းစီရထားပါတယ်၆ရောက်ကတော့အလင်းဝင်တာဖြစ်ပါတယ်ကောင်းလိုက်တဲ့တဲ့ နောက်တိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုတင်ဆက်တော့မှာဖြစ်ပါတယ်။ Greeny ပြည်နယ်မူဘေးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ Concrete Asia Landmark ပေါ်မှာအောင်စရာစစ်ကြောင်းတွေနဲ့ KNLA တွေတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဘမော်မှာလည်းတိုက်ပွဲပြင်းထန်နေတော့ဖြစ်ပါတယ်။ထိခိုက်တိုက်ဆုံမှုနှစ်ဖက်စလုံးရှိတယ်လို့လည်းသိရှိရပါတယ်။ AOD တိုင်းအဆက်၊ပကူးတိုင်းအဆက်၊မကွေးတိုင်းအဆက်စစ်တွေကျုပ်ဖြုံတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။အကုန်လုံးခြုံပြီးပြောရမယ်ဆိုရင်တနိုင်ငံလုံးမှာတိုက်ပွဲမဖြစ်တဲ့နေရာ ိတ်မရှိပါဘူးအခုကျွန်တော်ပြောသွားတဲ့နေရာတွေကတော့အထူးပြင်းထန်တဲ့တိတ်ပွေးတွေဖြစ်ပါတယ်အဲဒါကြောင့်ဘီတူတွေတတိရှိစွာနေကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်မလငါရနေ့ရမနေ့ပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲကေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံးဘီတူစစ်တွေကိုယူနီဖောင်းဝတ်ခိုင်းပြီးအရာရှိတွေကစစ်ခွေးယူနီဖောင်းမဝတ်ရေးပဲအယတဟန်ဆောင်ပြီးမှနေတဲ့အကြောင်းတစ်ချက်လောက်နားစင်ကြည့်အောင်ကျွန်တော်တို့ယူနီဖောင်းကတွေ့လို့ကျန်တဲ့လူတွေကျွန်တော်ရဲ့ရန်သူပဲ ပြည်သူတွေအရှင်းမတက်ရင်ဟိုရှောက်ပြေးနေကျွန်တော် live ကမှာအဲ့လိုဆက်ရမေးကျင်တယ်ပြရမေးလို့မှမရခံလို့ကျွန်တော်ပြေဘူးလေအဲ့လိုမျိုးကြုံပါတယ်ပိုင်လေးပြောလို့လေ unicorn ဆိုလို့ဗျာသူတို့ကိုယ်တိုင်ကဒီစစ်ကြောင်းတစ်ခုလုံးမှာ uniform ပြည်စုံဝတ်ထားကြလားဒါမှမဟုတ်အရက်ဝတ်တွေနေလားဘယ်လိုပုံစံမျိုးလဲဗျစစ်တပ်ဝါနေရဲ့လူတွေတော်များသူတို့ကအရက်ဝတ်တွေများတယ်ကျွန်တော်တို့ဒီပါစာတွေတော်များကြတော့ uniform အပြည့်စုံဝတ်ထားကြတယ်ဒီတူကဝရဲ့ဝင်ကြည့်ပြီဆိုရင်သူတို့ပြေးမယ်လွှမ်းမယ်တနက်တွေဖွက်ထားမယ်ပြီးတော့သူတို့အရွက်ဝတ်နေဆိုရွာသားဟန်ဆောင်မယ်ဆိုတိုက်မှုတွေ တကြောင်တကြောင်မှာဘယ်ဆင့်အထိအရာရှိလိုက်လိမ့်ရှိတယ်ကျွန်တော်တို့စီမှာလည်းဘုံမှုပါတယ်ပေါ့ဘုံမှုပါတယ်ကျွန်တော်တို့လက်ရှိထားတာစကြောင်လားအယောက်60ပေါ့ယောက်60မှာကျွန်တော်နှစ်ယောက်ခွဲထုတ်ပါနှစ်ယောက်ခွဲဆိုတော့ကျွန်တော်တို့ကဝင်စည်းခံရရင်သူလက်နက်ကြီးပြစ်လို့ရတဲ့နေရာမျိုးပေါ့အဲ30မှာပါစ24ယောက်လောက်ပါတယ်ပြီးတော့ကျွန်တော်ကဒီတခြားနေရာတော့တော့ရှိတယ်ပေါ့အရာတရာမပြည့်စုံလိန်နဲ့တော့တော့ရှိသေးတယ်ဟုတ်ကိုပိုင်လေးတို့ကနမခဆိုတော့လေဒီမုံရွာဖြစ်မလားပဲဒေတာဖြစ်မလဲအခုခုနပြောတဲ့စစ်ကြောင်းလှုပ်ရှားခဲ့တာကြောင့် ။ဟိုကမုံရ။ဒီကမုံရကနေပို့အောင်ပေါ့။ရှင်းပြောရင်။ PDF အနေနဲ့ပေါ့နော်။ဒီစစ်ကောင်စီကိုပြန်ပြီးတိုက်ဖို့အတွက်ကရောအဲဘယ်လိုကြောင့်အဆုံးဖြတ်ဖြစ်တာလဲ။ကိုပဲဖြစ်ရှင်းပါမြင်တွေ့နေရတဲ့အရာတခု။နိုင်မပါလဲကျွန်တော်အင်တာနက်သုံးနေရလူငယ်တွေကအကုန်တွေ့နေရတယ်။ကိုတွေ့နေရတော့သိနေပြီလေ။အင်းပြင်မှာလုံလောက်လောက်ခဲ့ဘူးစီလေ။လောက်ကပြီးတော့ကျွန်တော်ကောင်မလေးကဒီပါစဆိုရဲအဖွဲကြီးကကျွန်တော်ဒီစီးပွားမှုတွေမှာကျွန်တော်တို့အဖွဲကြီးကတော်တော်များအရှိမှပဲသွားကြရည်လေ။တကယ်တော့တွတ်တုံရှိရလူကြီးကနောက်မှထားကြတာများရည်လေ။ ဟိုသူတို့လိုချင်တာမရဘူးသူနေလုံနေလုံမှာပဲဟိုပြောမရဆိုမြန်နဲ့တန့်တယ်တန့်တာပဲလေအဲဒါတနက်တနက်ဖောင်းဆိုတန်ကြတယ်ဘယ်သူဆိုတော့ဗျအဲ့မှာစိတ်ဝင်စားချက်ကောင်းတာကကိုကစစ်မှုထမ်းတင်နန်းသားအစ်စ်ဖြစ်တယ်ဗောလေစစ်တပ်မှာနှစ်နဲ့ရှိပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဆိုတော့ရဲသူတွေကဒါစစ်မှုထမ်းတပ်သားတွေရဲ့နောက်ကနေလိုက်တယ်ဆိုတော့ဘယ်လိုခံစားရလဲဒီပေါ်မှာဒီကောင်ကသူတို့ပြေးမှကျတော့ငါတို့ရှိရင်သိခိုင်းလာလားမသိဘူးဆိုတော့အကြောင်းအပြန်စဉ်းစားမိဘာကြောင့်လဲဆိုတော့ရန်ပြင့်တော့ဒီပါစားနဲ့တာဝန်မှုနဲ့ရန်ပြင့်တော့ အဲ့တောင်လူဘက်ကလိုက်ရများရဲ့လေကျွန်တော်ပါစရဲ့တယောက်တိဘာမှမခံဘူးဝင်ထိုးတာဆိုတော့ခဏလိုက်ရင်ပြစ်တာများတောင်လူနဲ့ပါစနဲ့မတည့်ဘူးပါစဆိုတာဒါပြစ်မှုတန်းပေါ့ဒါကျွန်တော်တို့နားလေတောင်ဝင်းဘူးဆိုတာဘာကိုပြောတာလဲတောင်ဝင်းဆိုတာဒီကောင်လေးကဟိုတစ်လုံးဝင်တဲ့လူတွေပေါ့ဟာနဲ့ထုတ်တဲ့လူတွေစင်နဲ့ထုတ်တဲ့လူတွေတစ်လုံးဝင်တဲ့လူတွေအဲ့လိုလူတွေဒီကတော့စစ်သားပေါ့ဒီမှာကျွန်တော်ကြပြည်သူစစ်မှုတန်းအာတော်ပြရွာပဲဘယ်နေရာလာဝင်စီးခဲ့လဲကိုပိုင်လေးငါရွာတော့ဝင်ခဲ့ဦးတယ် အဲကြုံတွေ့ခဲ့ရတယ်ကိုယ်တိုင်ကဘာတွေလုပ်ခဲ့ရလဲဒီဘက်ကဘောစပြီးစကြောင်းစတော့တော့တော့ရိတ်ကလုံးလားသိမပါကြဘူးလေဘာသာတော့ကျွန်တော်တို့အခုဘာလဲတော်ရအောင်စောက်ဝင်ဆိုတော်တော်များရွာထဲမှာဆိုလူအင်ကတော်တော်အင်တော့တော်စီမာပါဒါပေမဲ့ကျွန်တော်ရောက်ကစားဆိုဟိုရွာမှာဆို၃လျှောက်လောက်ပဲမြင်တော့တယ်လူကြီးနဲ့လူကြီးလူကြီးနဲ့ကလေးလောက်ပေါ့မပြေးနိုင်တဲ့သူတွေပေါ့အဲလူလူလက်ပိုင်းနေလူငယ်တွေဆိုတယောက်မှမရှိတော့ဘူးအင်းအဓိကတော့စံပေါ့စံတို့စီတို့ရောက်ဟိုလိုအပ်တဲ့ဟာလေးကိုရောက်ယူရတယ် ကျောင်းလူကြီးဆိုကျွန်တော်တို့တွေ့ပြီလက်ဖို့ခေါင်းတင်တဲ့အခါမျိုးပေါ့ဟိုကြောက်လန့်နေရပေါ့ဟိုပြန်တော့မပြောမင်းတော်ဒွေးတုံလက်တွေတုံပြီးကြောက်လန့်တဲ့ပုံစံမျိုးဖြစ်နေရတနာတာပေါ့ကိုယ်လည်းအရင်ကအဲ့လိုဖြစ်ခဲ့ဘူးလားပဲဆိုရယ်စိတ်ကူးလေးဝင်အရင်ကလက်နဲ့တကားကားခိုင်ပြီးမှဘီသူတွေကိုအနိုင်ကျင့်ခဲ့တဲ့ဘူကြီးဘူမှုတွေခွေးသားတွေအခုမင်းတို့ယူနီဖောင်းတောင်မဝယ်ရတော့ဘူးမဟုတ်လားမင်းတို့ဘူကဘလောက်တောင်ကြောက်နေပြီလဲဒါအဖြေပဲနင်းတို့ဒါလေးစရတဲ့ယူနီဖောင်းကြီးကိုလည်းမင်းတို့ဘယ်မှာဖွတ်ထားတာလဲမင်းတို့ဘယ်မှာပုံထားတာလဲ အဲ့လောက်တောင်မင်းတို့ကြောက်နေရင်ဘာဖြစ်လို့အလင်းမဝင်တာလဲစစ်ခွေးတွေစစ်ခွေးဘူးကြီးဘူးညတွေမင်းတို့တွေဒီလောက်ဖြစ်နေတာတော့မှစစ်တပ်ထဲမှာနေတဲ့လေဆိုရင်တော့တေဖူတာပင်စင်ကြဒါပဲပြောချင်တယ်ကဲဒါဆိုရင်တော့နောက်ဗီဒီယိုခွေးရဲတစ်ချက်ပောက်ကွေးတန်းကျွန်တော်ဒီမနေ့ငယ်ရတက်ဖွဲ့ရပါလာတောင်မင်းဖြစ်နေရတက်ချက်တန်းလို့ပါကျွန်တော်ရာလူရတက်ကတက်ချက်လုပ်တဲ့2006 2009နဲ့ရရတာပါเนาะ2010ဆိုကြာပြီပေါ့ရာလူကိုတကယ်တကယ်ဝယ်ယူရတာ ပြောလိုက်စကားမှုတွေလေဝယ်ယူရတယ်ကျွန်တော်ရဲတပ်ဖွဲ့ကလူကိုကြိုက်တယ်လူကိုမကြိုက်ဘူးငူကြိုက်တယ်လူတွေကထက်လူကြီးတွေကနေရာတွေစကားမှုတွေနေရာတွေရေတွေနေနေရာကိုငွေလဲဝယ်ပြီးတော့ရောင်းသွားကြတယ်อืมเนาะကျွန်တော်ဆိုတက်ကြက်လက်သက်ဆက်ခုနဲ့နေစကုနဲ့ပြည့်ပြီပါဆရှင်းနေเนาะຢາດູໂອແລະໄວຢູ່ໄດ້ເນາະຍິມມະນາຍແຍຕະພွက်ມາ ခံချက်ပြက်တယ်ဒါမဲ့ဒီလိုသိအောင်လို့ကျွန်တော်တင်ပြတာပါတော့တိတော့ကနေပြီးတော့ကျွန်တော်ရိုက်ပြီးတော့လူကြီးတွေသိအောင်သူစော်မုန်းလို့သိအောင်ဟင်းတိအောင်ပြောပြတာလူကြီးတဲ့ကျွန်တော်အောက်ကငယ်သားတွေမှာဘလောက်ခံလာရလဲဟုတ်ဒါရီရတယ်နိုင်ငံတော်ပြီးတဲ့နှစ်သိန်းထားကျွန်တော်တို့ကျွန်တော်တို့ကမိသားစုတွေရှိတယ်ကျွန်တော်ရှာမြောက်ကဒီတော့စပွဲဖြစ်လာတယ်ဒီလိုစစ်ဘေးဒုက္ခတွေရှောက်လာရတယ်နော်မိသားစုကွဲပြဲတဲ့ဝေပြားနေရတယ်ကျွန်တော်ဒုက္ခရောက်တယ် နော်စပေးရှောင်းပါရာခိတွေစကမ်းမှုတွေထက်လူကြီးတွေနော်ကျွန်တော်တို့ဘာမှပြန်မကြည့်ဘူးတော်ပါဘောကြတယ်ခေါင်းတယ်ကျွန်တော်ရပိုင်ဝင်လဲဘာမှမကြည့်ဘူးလုပိုင်ဝင်လဲဘာမှမကြည့်ဘူးစိုက်တော့နေတခွာရောက်တယ်ဒီလောက်တကွေးပြနေရတယ်အဲ့ဒါမှစိတ်တာပါကျွန်တော်တို့တာဝထမ်းတော့နေရတယ်နော်ခံကြကိုတော်မလို့သိအောင်လို့ကျွန်တော်ပြောပြတာပါဇော်ဘူးရာလူပထမဘေးကြီးဝယ်ယူရတယ်ဟုတ်လေယာပထမဘေးကြီးဝယ်ယူရတယ် ကျွန်တော်တို့ဒီမှာကျွန်တော်အသက်59နှစ်ကြီးခံကြကျွန်တော်လာတုံးလေးရှိလေးလေးရက်ကြက်တန်းထူပါကျွန်တော်ဆိုရင်အခုဓာရခံစားရတယ်ကောင်းတယ်ဒီနေ့မကောင်းသေးဘူးဒီပြသေးကူရတယ်ကိုသေးကိုကူရတယ်ကောင်းတယ်နော်ကျွန်တော်တို့စစ်စစ်တက်တယ်ဆိုလဲအင်းတက်ဆိုတော့ကျွန်တော်16ခါခါစားဟွာလာကျွားကျွန်တော်ပြောင်းလာတယ်ဆုံးပါ ဘာထောက်ထားမှမရှိဘူး။အခုချိန်သွားတဲ့ရယ်ခန္ဓာကိုယ်ခံစားရတယ်။ဟွန်းနော်အဲ့ဒါကိုသိအောင်လို့ကျွန်တော်ဒီရနေပြီးတော့တိတော့လိုင်းပေါ်နဲ့ကျွန်တော်တင်ပြတာပါ။အဲတော်မူနုကိုကျော်စိုးဦးတို့။အော်ကာကူရှာတယ်ကွာ။ကောင်းသိအောင်လို့ကျွန်တော်ပြောပြတာပါ။တက်ချက်နော်မကြခင်ခြုံထဲမှာရောက်တော့မဲ့တက်ချက်ကြည့်ဖြစ်ပါတယ်မျက်နာကကြည့်ပါဦးကွာမေးတူးနေတာပဲငပြက်တာကြပြီးထင်းနေနော်အများစုစစ်ခွေးတွေခွေးရည်တွေကသူတို့ရဲ့အထက်လူကြီးတွေကိုမအားကူးနိုင်တော့ဘူး အာကူရင်လည်းသူတို့ဘာမှမလုပ်ပေးနိုင်တော့ဘူးအခုသူတို့အာကူနေတာကအာချောင်နေတဲ့ငမေဟင်းတို့တရင်တွေကဟိုရှုပ်ပြီးရှုပ်ပြုတ်တဲ့မြို့ဆုပ်ကြိုဆူးဦးတို့သူတို့တွေကဘာလုပ်ပေးနိုင်မှာလဲသူတို့တွေကဘာမှမလုပ်ပေးနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ဦးလေးပြောပြမယ်မင်းတို့ငြင်းမရှိတဲ့ဦးနှောက်မရှိတဲ့လူတွေတေဖူးပဲရှိတယ်မတေချင်လင်းဝင်အသက်လည်း90ပြီးတော့မယ်အခုအချိန်ထိယူနေတုံးပဲအဲ့ဒါပဲပြောချင်တယ်ကေဒါဆိုရင်တော့ no video တော်လှန်ရေးမအောင်တော့ဘူးလို့ပြောတဲ့ဇိုဘိုဟင်းတစ်ချက်လုံးနဲ့စင်ကြအောင်ရန်သူရဲ့အစီအရှင်ဟာကြာဆုံးသွားပြီနော်ဒီတက်ပို့ပြီးဘာမှဖြစ်မလာတော့ဘူးဒီတိုင်းမျိုးဘာမှလုပ်လာတော့မရတော့ဘူးနော်ပြီးသွားပြီပြီးသွားပြီဒီကစားတော့တက်ပရောအလဲရောက်ပြီနံပါတ်၄အချက်ပြီးတယ်မပြီးဆိုတာခင်ဗျားတို့ပြောလိုက်မယ်ပြောခင်ဗျားတို့အုံတော့ထဲကနေပြီးတော့အင်းညီတာတွေစိမ့်တာတွေတပုံတွေလက်နက်ကင်တောင်းချမ်းတာတွေအင်းအဲ့ဒါကြီးကျွန်တော်လာမပြောနဲ့အင်းပြေဒီဦးတို့လူမင်းတို့ တောင်ကြီးမှာသင်းစိုးနေပြီအဲ့ဒါပါဆိုင်အဲ့ဒါအရှိတန်းအရှိတရားနော်ခမောင်တို့လည်းရေးမအောင်တော့ဘူးခမောင်တို့ရေးတော့မအောင်တော့ဘူးတမတော်ဘယ်တော့မှမကြဆုံးတော့ဘူး PTU နဲ့လူမင်းတောင်ကြီးမှာသူတို့တချင်းဆိုတာကျွန်တော်တို့တော်လိုင်းရင်းနေပါဆိုင်လေသူတို့နှစ်ယောက်အမပေးလို့ကျွန်တော်တို့တော်လိုင်းရရှုံးပြီပေါ့ဆောက်ယူဘာမှမဆိုင်တဲ့စကားတွေရှုပ်ပြော PTU နဲ့လူမင်းကကျွန်တော်တို့တော်လိုင်းရေးကိုအောင်အောင်လုပ်နိုင်တာပေါ့ဟုတ်လား PTU နဲ့လူမင်းမရှိရင်လည်းကျွန်တော်တို့တော်လိုင်းရေးကအောင်မှာ တခြားအမှုပညာရှင်တွေမရှိနဲ့ကျွန်တော်တို့တော်လှန်ရေးကအောင်မှာအမှုပညာရှင်ကိုအားကိုးပြီးမှတော်လှန်ရေးလုပ်နေတာမဟုတ်ဘူးခွေးသားငမင်းဟင်းရဲ့ data ဆိုရင်တော့ကျွန်တော်တို့ဘလောက်ကြဆုံးပြီလဲဆိုတာကိုပြောင်းကြည့်ကပြောသွားမယ်နားစင်ကြည့်အောင်ဘိုးတိုင်းအဆက်ပေါ့နော်ဟုတ်ဘိုးတိုင်းအဆက်ဒီတော့ကျွန်တော်တို့ကြဆုံးတာနော်အဲ့ဒီအေးစစ်တကြောက်အစုကအဲကျွန်တော်တို့ရခိုင်ပြည်နယ်ကနေပြီးအခုဘိုးတိုင်းနယ်ကိုစီးဝင်လာတယ်စီးဝင်လာတဲ့လမ်းကြောင်းကလည်း ားเจ้ามาရှိတဲ့စခန်းတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကိုအေးအေးကတိမ့်ပိုက်လာနိုင်တာပေါ့ဘယ်မှာဦးဆုံးချက်နေလဲရှုံးနေပြီကျွန်တော်တို့အိုးနေရဇတ်มาရှိတယ်တောင်ပုံကြီးစခန်းဒီအေးလာကိုကြာပါဘူးเนาะဒုတိယချက်နေねရခိုင်နဲ့အေယာဝတီအဆက်ဘလော့ဖော်မဆိုလို့ရှိရင် နေချာစခန်းနေချာစခန်းဖြစ်တယ်မိုးထီနေချာစခန်းလဲကြာပါစကန်တခုပြီးတခုထပ်ပြီးတော့ကြာလာနေတယ်အဲအဲ့ဒီကနေစက်ကျော်လာလို့ရှိရင်ကျွန်တော်တို့ ကလားလက်တူစခန်းလို့ခေါ်မှာပေါ့နော်ကလားလက်တူစခန်းကလားလက်တူစခန်းဆိုလို့ရှိရင်ဒါကတနည်းအားဖြင့်ကြသွားပြီလို့ပြောရင်လည်းမမအောင်ဘူး။အဲ့ဒီရှေ့ကိုစက်ကြော်လာလို့ရှိရင်တော့ကျွန်တော်တို့ပကံကွဲကြော်။ဟောပကံကွဲရဆိုတဲ့ခါကျတော့အဲ့ဒီကနေစက်ကြော်လာလို့ရှိရင်ကျွန်တော်တို့ညောင်ကျိုးပေါ့။ညောင်ကျိုးစကမ်းပေါ့။ညောင်ကျိုးရွာ။အဲ့ဒီရွာတစ်ခု။အဲ့ဒီရွာကြော်လို့ရှိရင်တော့တေချာတယ်အောက်မှာ။တောင်အောက်မှာပါလေ။တေချာတယ်။ကပ္ပစာတန်တုံးလေ။ကပ္ပစာဟို ကပ္ပစ6ကပ္ပစ9ကပ္ပစ16အုတ်ရှိပင်ရှိတယ်เนาะအဲ့ဒီအုတ်ရှိပင်ကနေပြီးတော့နည်းနည်းလေးမလမ်းမကမ်းမှာဘราวน์အပန်းတောင်ပန်းတောင်မြို့ပေါ့ဗျာဘราวน์မြို့ဆိုတာရှိဘราวน์မြို့ဒီပေါ့ကျွန်တော်တို့တောင်ကုတ်ကနေပြီးတော့ဒီဘราวน์လမ်းညော့ထိကအေးအေးဟာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့စကန်းနေတိမ့်လာတာတစ်ခုနှစ်ခုခုနောက်ခုကတော့တိုင်းတယ်ပေါ့ဗျာเนาะညောင်ကျိုးအကယ်ကြီးကြာခဲ့ရင်တော့အဲ တက်မလို့ရအရှိုက်တို့ခံလိုက်ရပါပြီ။ကြံတဲ့နေရာတွေသူအေးအေးအနေနဲ့ပေါ့ဗျာနော်။ကြံတဲ့နေရာတွေအယောင်ပြတိုက်ရင်တိုက်မယ်။စစ်တွေကိုအခုအယောင်ပြတိုက်နေရစစ်တွေကိုအယားယူမယ်လို့နော်။ကြောက်ဖြူကိုအယားယူမယ်ပြီးတော့စကန်လေးကိုတင်းပြီ။ဒီမကွေးဘက်ကိုဝေးမယ်လို့ဆိုတာကအယောင်ပြဖြစ်ဖို့များတယ်။သူတို့တွေအားလုံးရဲ့စီရေးပြတ်ကစစ်တပ်ရဲ့အရှိုက်ဖြစ်တဲ့ကပ္ပဆတ်ဆက်ယုံကြည်ရှိရာကျွန်တော်တို့ဒီအုတ်ရှစ်ပင်ကိုအဓိကထားတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ရတယ်နော်။ဒီနေရာကြောက်လို့ရှိရင် တို့ရခိုင်ပြည်ကရခိုင်ပြည်မှာရှိနေတဲ့စစ်တွေတို့စစ်တွေမှာထားပါတော့ဗျာကျွန်တော်တို့ဒီရေတပ်သင်္ဘောကြီးတွေရှိတယ်ဟလားလက်နက်ကြီးစခန်းတွေရှိတယ်ဒီလက်နက်ကြီးတွေဘလောက်ပဲသုံးမဝင်တော့ဘူးကျွန်တော်တို့နေ့စဉ်နဲ့မြပြစ်နေတယ်เนาะတက်မတော်ကနေ့စဉ်နဲ့မြပြစ်နေတယ်ဒက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 ်ဆိုတဲ့ကြီးရဲ့အားလုံးဟာကပ္ပါစာစက်ရုံကြီးအခုဆိုရင်အေအေရဲ့ပြစ်မှတ်ထားတဲ့နေရာမှာကပ္ပါစာစက်ရုံကြီးမရှိဘူးဆိုလို့ရှိရင်အနိုင်ဆုံး၄ခုလောက်ရှိတယ် တော်လှန်ရေးဘယ်တော့မှမအောင်ဘူးလို့ပြောတဲ့ငမင်းဟင်းမင်းတူငင်ချင်းကမင်းတို့ဆုံတဲ့အကြောင်းပြောနေပြီလေကဲမင်းမလို့ပြောမလဲဟမ်လူမီနဲ့ပေတီဦးတချင်းဆိုလို့ကျွန်တော်တို့တော်လှန်ရေးမအောင်တော့ဘူးလို့ပြောတီလို့ဦးနောင်မရှိတဲ့ခွေဟင်းငမင်းဟင်းပြုတ်ပြမယ်မကြခင်ကပါဆတ်ဆက်ယုံတွေကိုအကုန်လုံးတင်ပိုက်တော့မယ်အဲ့ဒီချိန်မှာမင်းတို့စစ်ခွေတွေဘဝအပြည့်ပြီ PDF တွေရှုံးတာမရှုံးတာတော်လှန်ရေးအောင်တာမအောင်တာမသိဘူးမင်းတို့ဘဝအပြည့်ပြီ ဲ့ဒါကိုပဲပြောချင်တယ်ဟုတ်ပြီနော်ကဲဒါဆိုတော့ note video အမျိုးသမီး PDF ကပိခိတ်ကျင်းစင်ဖြူကျွင်းရစ်ကမှုတည်ဆုံတဲ့အကြောင်းမြို့ကလေးပါပြောတာလေတစ်ချက်လုံးနားဆင်ကြည့်အောင်စင်ဖြူကျွင်းအော်စင်ဖြူကျွင်းမြို့နယ်မြေရစ်ကမှုမြို့ပေါ်မှာရှိတဲ့ဒါချမ်းမြောင်တစ်ဖက်ဆိုင်မှာမိသားစုနဲ့ထိုင်နေတဲ့အချိန်မှာ PDF အမျိုးသမီးစစ်သွေးကြွ PDF မိန်းမအဲ့ဒီမိန်းမပြင်ဆိုနေဒီခေါင်းကိုလာပြစ်ပလိုက်တယ်ပြီးခဲ့တဲ့ဒီဖေဖော်ဝါရီလ၄ရက်နေ့ကလည်းစနေမြို့တန်ချောင်းရစ်ကကအမျိုးသမီးသူရဲ့ကိုလက်လက်ဆိုး ဒါကျွန်တော်တို့ဈေးထဲမှာပဲတနက်နေ့ပြစ်ခတ်ခံခဲ့ရတဲ့နေရာကြီးဖြစ်ခဲ့ပါတယ်။အင်း။ကျွန်တော်တို့ဆိုးတယ်ပေါ့ဗျာ။ကျွန်တော်တို့ကအများကြီးပြောပါလေ။ကျွန်တော်တို့ဒီဖြစ်စဉ်တွေမဖြစ်ခင်ကာလကျွန်တော်အများကြီးပြောပါလေ။ဒီအားဆိုင်သွားပြီးမိမိသားတွေအဆုံးဆုံးပဲကျွန်တော်တို့တောက်ချောက်អော်ခဲ့တာပဲဗျာ။អော်ခဲ့တာပဲ။ညော်လာပါ။ဒီကလည်းပြည့်တော့လောက်ပဲတံမိုးရှိတယ်ဆိုရင်တော့ခင်ဗျားတို့ခြိုက်တဲ့လက်ဖြစ်နိုင်သွား။ခြိုက်တဲ့ကုနာဆိုင်သွား။ခြိုက်တဲ့နေရာသွား။ကိုယ်တက်ကိုတော့ဂူးဆိုင်ပေါ့ဗျာ။နော်ဒါကကျွန်တော်တို့တော်တော်လေးဆိုးသွားတယ်။တော်တော်လေးဆိုးတယ်။ ကဲကဲကဲကျွန်တော်တို့တော်လှန်ရေးမောင်တော့ပါဘူးငမေးဟင်းနော်ရေးမှုတွေပူမှုတွေလည်းအကုန်တေတော့မှာငမေးဟင်းကျစခန်းတွေလည်းအကုန်လုံးပါတော့မှာအဲ့ဒါကိုကျွန်တော်တို့တော်လှန်ရေးမောင်ဘူးလို့မင်းပြောရတာပေါ့ကွာနော်စိတ်တော့မကောင်းဘူးကွာပြောရမယ်ဆိုရင်တော့ဘာမှမပြောတော့ပါဘူးကျွန်တော်တို့တော်လှန်ရေးကမုတ်ချပုတ်100%အောင်မယ်လို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါတုံ့ပြန်ချင်းတောက်ဒီမြက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time